ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမတ်မြင့်မြင့်ထွေးပါဟုတ်ပြီ32နှစ်ပါဆရာကြီးရွယ်ကောင်းနေနော်ဟင်္ဒရာပါအိမ်အကူလောက်ပါတယ်ဟုတ်ပြီဟာဆရာကြီးရှင်တဲ့ကရမတ်ကိုသုံးဆွဲရမှာတဲ့ကရမတ်အမှုန်ကိုရက်တာတဲ့ကရမတ်အရေတောက်တာတဲ့အသားတော့အနှစ်ကိုတဲ့သွေးတာများလို့ပိုနေတာကိုတောက်တာတဲ့အဲ့ဒီလိုသုံးဆွဲမိရင်တဲ့ကာလနှစ်ရှည်လာတဲ့အခါမှာဘေးတွေဆူချူဖြစ်နိုင်ပါသလားမဖြစ်နိုင်ပါဘူး ဟုတ်ကဲ့ပါမတည့်တဲ့ထင်းချင်းနဲ့သာမတွဲပါနဲ့ဟုတ်ကဲ့ပါဆရာကြီးเนาะဒါပေမဲ့လို့ဆေးရဲ့သဘောကတော့ဟုတ်ကဲ့ပါလေးလလောက်တော့ဟုတ်ကဲ့ပါဆရာကြီးနှစ်လလောက်ဖြတ်ထားလိုက်ဟုတ်ကဲ့လေးလလောက်တော့ဟုတ်ကဲ့ပါဆရာကြီးနှစ်လလောက်ဖြတ်ထားလိုက်ဟုတ်အဲဆိုကိုမဓာတ်ဒီညကြီးရောက်သွားတာပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးသူကတဲ့ဘာဖြစ်လို့အဲ့လိုလုံးဝတာလဲဆိုတော့တမိကတဲ့အသားရေပူပြီးတဲ့ခေါင်းကတဲ့ပေါက်အမြဲထပါတယ်တဲ့ ဝမ်းသွားတိုင်းနဲ့စအိုးကနေသွေးပန်းထွက်ပြီးနာကျင်ခံခက်ပါတယ်အတွင်းလေကောင်းများရှိလာမည်နော်ဟုတ်ကဲ့ပါဆရာရင်အဲ့ဒါတော့လွေရင်းတကူနဲ့ပျောက်နိုင်တဲ့ညီကျင်ပြေးလိုက်မယ်လို့နော်ဟုတ်ကဲ့ပါဆရာရင်ကွန်ဒီနူနူကွန်ဒီဟုတ်ကဲ့ပါဆရာရင်အရင်မဟုတ်ဘူးနော်ဟုတ်ကဲ့အဲဒီကွန်ဒီနူအပြာကွန်ဒီနူနူအခွန်ခွာဟုတ်ကဲ့ပါဆရာအဲ့ဒါကြောက်ပြမှာရေးနေသွေးသွေးဟုတ်ကဲ့သွေးပြီးကပြစ်ပြလေးသွေးသွေးပြီးအဲ့ဒါကိုလေကောင်းလိမ့်ပေးပါလို့ ုတ်ကဲ့ပါဆရာကြီးเนาะအထဲမှာရှိရင်အထဲကိုလက်တက်တက်လောက်ထိထည့်လိမ့်မှာဟုတ်ကဲ့ပါဆရာကြီးလုံးဝပူချင်းဆက်ချင်းမရှိဘူးအန္တရာယ်မရှိဘူးလို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးစာဝနာခင်ပြရရှင်းကြပါစေဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီး မဆိုးဆန္ဒထုံးမဆိုးဆန္ဒထုံးပါဟုတ်ပြီ28နှစ်ပါဆရာကြီးအရွယ်ကောင်းလေးနော်ဟုတ်ကဲ့ပါဆရာကြီးအိမ်မှာတဲ့ထမင်းမဲ့ချက်ပါလေတဲ့ ဟုတ်ပြီကနေရကတော့တာချီလိတ်ပါဆရာကြီးတာချီလိတ်ဆိုတော့နည်းနည်းအေးပါပေါ့ရှမ်းရှမ်းပြီပေါ့နော်ရှမ်းပြီပေါ့ဟုတ်ကဲ့ဆရာကြီးဆရာကြီးရှင်နဲ့အိပ်ပြီဆိုရင်နဲ့ချီပွားအေးနေလို့ပါတဲ့ဟုတ်ပြီ16နှစ်လောက်ရှိပါပြီတဲ့ဘယ်ဘက်ချီတော့ပါတဲ့ဘယ်လိုဆောင်ရွက်ရမလဲရှင်တဲ့ဘယ်ကဘူအေးတာပေါ့သူဟုတ်ကဲ့ဆရာကြီးဟုတ်အဲ့တော့သူရေချိုးကနေရန်ရေချွဲနေတဲ့ချီပွားနှစ်ဖက်စလုံးကိုရေဆွတ် ဟုတ်ကဲ့ပါဆရာ။နံပါတ်3စာနဲ့ပို့နော်။စာနဲ့ပို့တဲ့ခါမှာအလျားလိုက်ပို့။ချက်ကလည်းဖြတ်မပို့နဲ့တစ်ဖက်ကိုအကျင့်90လောက်ပို့။ပို့ပြီးတော့ရေချိုးချလိုက်။ပြီးလို့ရှိရင်ကျမ်းမာရေးဖက်နဲ့ဆိုတာအခုခါမှာပေါ်နေပြီ။ဘူးလေးတွေပါတယ်။ဟုတ်ကဲ့ပါဆရာ။ခဏပါလေ။အဲ့လိုဖက်နာမျိုးစီး။နောက်ညာအိတ်တဲ့ခါမှာခြေအိတ်လေးကိုအေးအေးကောင်းတယ်။ဟုတ်ကဲ့ပါဆရာ။အဲ့ခြေကနိုင်လွန်ခြေဆိုတော့မကောင်းဘူး။ဟုတ်ကဲ့ပါဆရာ။နိုင်လွန်ခြေဆိုအခုပိတ်သွားလိမ့်မယ်။ဟုတ်ကဲ့။ဆွဲတာတော့မဟုတ် ခြီးတယ်ပေါ့ခြီးတယ်ပေါ့ယူခြီးခြီးခြီးလေးတွေအဲ့ဒီဝတ်ပြီးအဲ့လိုဆိုရင်တက်တာတော့မှာပါလို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဆာဝနာခင်ဘုရားရှင်ကြပါစီဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူမီအခုမေခွန်းရှင်ကဒေါ်တန်းသေးပါဟုတ်ပြီအသက်62နှစ်ပါဆရာကြီးဟုတ်ပြီဘီလင်းရပါဆရာကြီးဘီလင်းဆိုတော့ဟုတ်ပါတော့မွန်ကြီးနယ်ပေါ့မွန်ကြီးနယ်ပေါ့ဟာအင်းအလုတ်လုတ်ပါတယ်တဲ့ ဟုတ်ပြီအိမ်မှာတောက်တုံမရတော့ပဲအလုံးလုံးရတာပါရှင်တဲ့ဟုတ်ခြေသလုံးတွေကိုက်လို့တဲ့လမ်းလျှောက်လို့တိတ်မရပါဘူးတဲ့ဟုတ်ဘယ်လိုနေထိုင်စားတော့ရမလဲရှင်ဟုတ်ပြီအဲ့ဒါကိုက်တဲ့အခါမှာသတိထားမှာနော်ဟုတ်ကဲ့ပါဆရာကြီးကျော်ပူပြီးတော့ကိုက်တယ်ဟုတ်ကဲ့ဆရာကျော်အေးပြီးတော့ကိုက်တယ်ဟုတ်ကဲ့ဒါပေမဲ့အခုခေတ်မှာတော့အများစုကတရားမှာကိုကျော်ပူပြီးတော့ကိုက်တာဟုတ်ကဲ့ပါဆရာအဲ့ဒါအဲ့အတွက်ဆရာကြီးပြောချင်တယ်ရေချိုးတိုင်းရေချိုးတိုင်းခြေဝါးဟောက်ရေစွတ်ဟုတ်ကဲ့စားနေပို့ စားနဲ့ကက်လန်မပေါ်နဲ့ချီပေါ့အလျားလိုက်ပေါ့အလျားလိုက်ပေါ့ဟုတ်ကဲ့အဲ့ဒါပုတ်တဲ့ကအချိန်90တဲ့ပုံပေါ့တစ်မိနစ်ပေါ့ဟုတ်ကဲ့ပါအဲ့လိုပုတ်ပြီးမှရေချိုးရေချိုးပြီးလို့ရှိရင်ကရမက်ရေကျဲကျဲလေးကိုပေါင်အလေလောက်ကစားပြီးအောက်ပိုင်းတစ်ပိုင်းလုံးနဲ့ကြားလိုက်ဟုတ်ကဲ့ပါဆရာအဲ့ဒီပေါင်အလေလောက်ကစားလိမ့်မှအောက်ပိုင်းတစ်ပိုင်းလုံးပြည်သွားလိမ့်မယ်ဟုတ်ကဲ့ပါဆရာလိမ့်ကြည့်ပါလို့နော်ဟုတ်ကဲ့ပါဆရာ၃ရက်နဲ့9ရက်အတွင်းမှာကျင်းနှက်လောက်အောင်တက်တာတော့မှာပါလို့ဟုတ်ကဲ့ပါဆရာအပူစားတွေရှောင်စားပါဟုတ်ကဲ့ပါဆရာ ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရရှင်ကြပါစေဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူအခုမေခွန်းရှင်ကဦးမျိုးမြင့်ပါဟုတ်ပြီကအသက်က83နှစ်ပါဆရာကြီးဟိုအရွယ်ကြီးပြီနော်ဟုတ်ကဲ့ဆရာကြီးအငိမ့်စားပါဆရာကြီးဟမ်အငိမ့်စားဟုတ်83နှစ်ဆိုတော့အငိမ့်စားပါနော်အမေရိကမှာနေပါတယ်တဲ့အမေရိကလမ်းမေးတာဟုတ်ကဲ့ပါဆရာကြီးဩဆရာကြီးခင်ဗျားတဲ့ကျွန်တော်လူလက်ပိုင်းရွယ်ကလေးကတဲ့အတွင်းလိတ်ကောင်းယောဂါရှိပါတယ်တဲ့ ဟုတ်ပြီဗျာအခုအသက်ကြီးလာတော့တဲ့ရေတောက်တယ်တဲ့ဒိန်ချင်တောက်တော့လဲတဲ့ဝမ်းချုပ်ဆဲပါတဲ့ဟုတ်ပြီသွေးလဲပါပါတယ်တဲ့အတွင်းလေကောသွေးကြရင်တော့အထဲမှာအနာတော်ရှိတယ်ဖြစ်ချင်းဖြစ်နေနိုင်တယ်နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါအတွက်ကတော့ခုနကဒိန်ချင်တောက်တယ်ဟုတ်ကဲ့ရေလဲတောက်တယ်ရေလဲတောက်ပါတယ်နော်ဟုတ်ဟုတ်ပြီဆက်ပြောပါအောင်အခုကတော့သူကခြီခြီလက်ထိတ်တယ်ပါတဲ့ထုံကျင်နေလာလို့ထုံကျင်လာလို့ပါတဲ့ အဲ့ဒါတော့ရေချိုးတဲ့ရေချိုးတဲ့ဟုတ်ကဲ့ဆရာချီဝါနဲ့လည်းဖွာရေစွတ်ဟုတ်ကဲ့ပါဆရာစားနဲ့ပို့အချိန်90ပို့ဟုတ်ကဲ့ပါဆရာအလျားလိုက်ပို့ဟုတ်ကဲ့ဆရာနော်အလျားလိုက်ပို့အဲ့လိုပို့ပြီးမှရေချိုးပါလို့ဟုတ်ကဲ့ပါဆရာဘာဘလို့ယောဂါလဲသိကျင်ပါတယ်တဲ့အဲယောဂါနေမြေပြောလို့ရှင်တော့ဟုတ်ကဲ့ဆရာလူကမှ၄မျိုး80ရှိတယ်ဟုတ်ကဲ့ဆရာအဲ၄မျိုး80အ ਨੇ အစွန်ဖျားသွားတဲ့၄အားနေသွားတာပါပဲဟုတ်ကဲ့ဆရာ ကိုရဲ့အစွန်ဖျားသွားတယ်အာအမျိုးသားနော်ဟုတ်ကဲ့ပါဆရာဒါဟိုကျမ်းမာရေးရဆိုအတိပေးရမှာဆိုရင်အဲ့အစွန်ဖျားသွားတယ်လေအားနေတာက လေလေးဖြတ်တတ်တယ်နောက်အမျိုးကောင်းသားသားတွေမှာပန်းတီပန်းညှို့ဆိုတဲ့ရှိုးကလည်းဖြစ်နိုင်ကြည်ရှိတယ်ဟုတ်ကဲ့ပါဆရာဖြစ်တတ်တယ်နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါအတွေ့အကျော်မှန်သမျှအားလုံးရပ်လိုက်ပါလို့ဟုတ်ကဲ့ပါဆရာဥမာဣကြကွေးစမူစာဘရာကျော်မတည့်ဘူးဟုတ်ကဲ့ပါဆရာခလေးတွေစားတဲ့ငမုတ်ကျော်အားလုံးကျော်မတည့်ဘူးဟုတ်ကဲ့ပါဆရာအိမ်မှာ သမင်းချက်တော့ကြက်ကြော၅ကြော်ဆိုရင်အကြော်တိုင်းကြွတ်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 မွားပါနဲ့အဲ့ဒီကြော်ပြန်ပြန်ချင်းလေးမကြီးသေးမယ်လေးနဲ့ပြန်ချက်စားပါဟုတ်ကဲ့ပါဆရာအဲ့လိုအကြော်တစ်ခုလုံးဝရလိုက်ပါလို့ဟုတ်ကဲ့ပါဆရာသူကအဲ့ဒါပါပဲဆရာကြီးအဲ့ဒီတွေ့ဘလို့နေထိုင်စားတော့ရမလဲတဲ့ဟုတ်ပြီအဲ့ဒါအခုပြောခဲ့တယ်လို့ပါပဲနေထိုင်စားတော့မှာတော့ရီကိုမမှန်ချိုးပါရီချိုးတဲ့အခါမှာ ခြေဘွားနဲ့လက်ဘွားစားဖို့ပါဟုတ်ကဲ့နောက်ဝင်းချုပ်မခံပါနဲ့ဟုတ်ကဲ့ပါဆရာဝင်းမအောင်ရေရေမြတ်တောက်ပေးပါဟုတ်ကဲ့ပါဆရာရေတောက်ပြီးတော့သွားတဲ့ဝင်းဟာအန္တရာယ်ကင်းပါလေဟုတ်ကဲ့ပါဆရာမနဲ့ဆိုလို့ရှိရင်ရေတံဘူးနဲ့ပေါ့နော်ဟုတ်ကဲ့ပါဆရာအရာထားတယ်ဆရာလို့ဆိုရင်ရေတံဘူးနဲ့တခါလေတဘူးလောက်နဲ့လုံလောက်တယ်ဟုတ်ကဲ့ဆရာတဘူးလောက်သွားပြီးတောက်ပြီးဆိုရင်ဝင်းဟာသွားခြင်းနဲ့ပေါ်လာပြီဟုတ်ကဲ့ပါဆရာအဲ့တွက်တဲ့နာမှာသွားနေရတယ်ဟုတ်ကဲ့ပါဆရာတဘူးနဲ့မရလို့ရှိရင် နောက်တစ်ခုကျလန်လေးလျှောက်လိုက်တောက်လိုက်လန်လေးလျှောက်လိုက်တောက်လိုက်ပေါ့နော်အဲ့လိုတောက်လိုက်ရှင်သွားကြစီပေါ်လာလိမ့်မယ်အဲ့လိုမှန်မှန်လေးမနေခင်မနေခင်လေးမှာအဲ့ဝင်သွားလိုက်ရှင်တနေကိုနေလို့သိကောင်းပါလားဟုတ်ကဲ့ပါဆရာဟဲ့တကူလုံးမှာရှင်အညစ်အကြေးကုံသွားတာဟုတ်တယ်မင်းဟုတ်ကဲ့ပါဆရာခုနကဆရာကြီးပြောတယ်သူကဝမ်းချုပ်တယ်တွေးလဲပါတယ်ဆိုတော့ခင်ဗျာအတွင်းလိတ်ကောင်းအတွင်းလိတ်ကောင်းရှိနိုင်တယ်ဟုတ်အဲ့ဒါအတွင်းလိတ်ပဲကိုနီလိမ့်ရမှာပေါ့ကိုနီနူးနူး ဟုတ်ကဲ့ဆရာကြီး။ကိုင်းဒီအရင်ဆရာကိုင်းဒီမျိုးဆိုမကောင်းဘူး။ဟုတ်ကဲ့ပါဆရာကြီး။အပြေကိုင်းဒီနူးနူပေါ့နော်။ဟုတ်ကဲ့ပါဆရာကြီး။အဲ့ဒါအခွန်ခွာတွေ့ကြောက်ပြန်မှာတွေ့။တွေ့ပြီ။တွေ့ပြီအဲ့ဒါလေးလိန်ပင်ကိုပျောက်သွားတတ်ပါလေ။ဟုတ်ကဲ့ပါဆရာကြီး။ကျေးဇူးတင်ပါတယ်ဆရာကြီး။ဟုတ်ပြီအားလုံးစာဝနာခင်ဗျာရှင်းညပါစီဗျာ။ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးခုမေခွန်းရှင်ကဒေါ်တီတာပါဟုတ်ပြီ53နှစ်ပါဆရာကြီးဘကိုးပါပါဟုတ်ပြီအိမ်ရှင်ပါတဲ့ဆရာကြီးရှင်တဲ့တကိုးလုံးထုံနေလို့ ထုံနေတယ်လို့တဲ့ခံစားနေရပါတယ်ဟုတ်မယ်ဟုတ်မယ်ဟုတ်အနေထိုင်စားတော့လေးလမ်းညွှန်ပေးပါရှင်တဲ့ဟုတ်ပြီထုံနာတို့ကျင်နာတို့ဗောနော်ဟုတ်ကဲ့ပါဆရာအတူတူပဲလေထုံနာနဲ့ကျင်နာနည်းနည်းကွာတာကထုံနာအထီလို့ထင်မှမသိဘူးဟုတ်ကဲ့ဆရာကိုချော်တို့သူများတွေကနင်းလို့နင်းတာမှမသိဘူးမကျင်နာကြတော့တိတ်တရလေတိုက်တာမှခံနေဘူးဟုတ်ကဲ့ဆရာကျင်နာဟုတ်ကဲ့ပါဆရာအဲ့ထုံနာရောကျင်နာရောဟာတော့တကယ်ပြောလို့ရှိရင်အစွန်ပြသွားတဲ့လီ အားနေသွားလို့ဖြစ်တာဟုတ်ကဲ့ပါဆရာအစုံဖျားသွားတဲ့လေအားနေတယ်ဆိုတာလှုပ်ရှားမှုနေရင်လည်းဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပါဆရာအကျွတ်ကြော်ဒီအစားများရင်လည်းဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပါဆရာအခါမစားလို့ရှိရင်လည်းဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပါဆရာကြောက်အခါစားပြီပါအေးခါကိုစားပါမယ်မဲစီဒီကွေးတော့ကဲသူအခါစားပါမယ်အကျွတ်ကြော်လို့ရှောင်းပါတော့စီးတဲ့ဖက်နဲ့ဒီကျမ်းမာရေးဖက်နဲ့ကိုစီးပါဟုတ်ကဲ့ပါဘူလေးဒီပါကျမ်းမာရေးဖက်နဲ့ကိုစီးပါ တော့လှုပ်လှုပ်ရှားရှားလှုပ်ပါမိုးလင်းလာတယ်ဆိုလို့ရှိရင်ရှိပါ냐တောက်ပြီးတဘူတွားသွားပြီးရင်လေ့ကျင့်ခန်းလေးတစ်ခုလှုပ်ပါကိုလည်းလှုပ်ရှားမှုလေ့ကျင့်လေးတစ်ခုလှုပ်ပါဟုတ်ကဲ့ဆရာတော့စီးတဲ့ဖက်နဲ့ဒီအခုခက်မှာအများစုသုံးနေပါပြီကျမ်းမာရေးဖက်နဲ့ဘူးလေးတွေပါတယ်ဖက်နဲ့ပေါ့ကိုဆရာစီးကြတဲ့ဖက်နဲ့မျိုးပေါ့အဲ့ဒီဖက်နဲ့မျိုးစီးပါလို့အကြံပြုလိုက်ပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခဲ့ဖျားရှင်းကြပါစီဗျာ